2025ခုနှစ်ဧပြီလ1ရက်အင်္ဂါနေ့မနက်စောစောနှုတ်ကပတ်ရညီဖရိုက်ခင်သာတော်လိုရဲကျွန်တော်သူများခန်းစားပြီးတိရတာကလာတော်လာခြင်းလည်းမခွင့်ရအတွက်ပြစီပြေဖြစ်ရှင်တော်မှာအပေါင်းကြီးပါစေတော့ကာလချုံရွေးနော်မစွေနှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီသက်ရှင်ခဲ့တာ91ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုယ်လုံးခဲ့တဲ့91ကိုဘလို့သုံးပြုခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်နှုံသွင်းကြရအောင်ကြံရှိသေးတာတော့မနက်ဖြန်နေစပြီးနှစ်ကုန်ထိ284ရက်ကျန်ပါသေးတယ် ကျန်ရှိတဲ့နေရာကိုလည်းကာလာချွန်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းဖို့လို့ကရှေးစွာတိုက်တွန်းလို့ဆိုပါရစေဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့တမန်တော်ခရစ်ခန်းကြီး၄အပိုက်ငယ်29အပိုက်ငယ်30ဖြစ်ပါတယ်။အိုးထာဝရဘုရားယခုခါထိုသူတို့ဤချင်းချောက်ချင်းကိုမှတ်တော်မူပါ။အနာရောကငင်းစေခြင်းကလက်တော်ကိုဆက်တော်မူ၍တန်ရှင်းတော်သားတော်ဤယေရှု၏နာမတော်အဖြစ်နမိတ်လက္ခဏာ အပွေသောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင် ကိုရောဤကျွန်တို့သည် နှုတ်ကပတ်တရားတော်ကိုရဲရင်စွာ ဟောပြောပါမည်အကြောင်းကေမတနာတော်မူပါဟုဆုတောင်းကြ၏နှုတ်တော်သည်အသက်ရှင်သောရောဖြစ်တိုင်းကြောက်တော်မှဘုရားသခင်သည်အသက်တဖန်ပြလိုက်ကောင်းချီးပေးပါစေသောအာမင်ကနုသင်းတော်ယေရုရှလင်မြို့တမန်တော်များရဲ့မှုတော်ဆောင်မှုကြောင့်ဗာဒိတ်ကောင်းဆောင်တွေကသူတို့ကိုတိစေကြတယ်နှင်းစေကြတယ်စကားပြန်တော်လကောင်း ကိုခါရမှာရိုက်ပုတ်ခြင်းစဖြစ်ပေါ့နော်။ထောင်ထဲမှာထဲထားခြင်းဒီအမှုရာတွေနဲ့ဘာလို့စင်သူတို့ကပိတ်ဆက်ခြင်းစဲခြင်းပြုကြတယ်။အော်တန်ရှင်းသူတွေတမန်တော်ဆုံတဲ့ခါမှာသူတို့ဆုတောင်းပါတယ်။ဘာဆုတောင်းဆိုရင်အဲ့ဒီဘာသာရေးခေါင်းဆောင်တွေချင်းချောက်ခြင်းကိုမှတ်တော်မူပါ။သူတို့ဆုံးမခိုင်းတာမဟုတ်ဘူးနော်။သူတို့ချင်းချောက်ခြင်းကိုကိုရောမှတ်ပါ။သူတို့တားမြစ်တဲ့စကားတွေအရှင်ရှုဖျားရဲ့ဟုတ်လားအသေးခံခြင်းမြုံနှံခြင်းတောရမြောက်တွေမှာထားမြောက်ခြင်းဆိုတဲ့ ထမောက်ခြင်းတရားဟောတာကိုတားမြစ်တဲ့အတွက်ကြောင့်ချင်းချောက်တဲ့အတွက်ကြောင့်တောင်းမှတ်စီပါလို့မှတ်တော်မူပါလို့ဆုတောင်းကြရတယ်။တာမီသူတို့သူတို့တက်ကဘာထောင်းကြလဲဆိုလို့ရှိရင်အနာဝငင်းဆွေခြင်းကလက်တော်ဆန့်တဲ့ဆန့်တော်မူတဲ့တန်ရှင်တော်သားတော်ယေရှုခရစ်ရဲ့နာမတော်အဖြစ်မြောင်များစွာသူတွေကိုနမိတ်လက္ခဏာအာဝယ်မှုတွေဖြစ်စေတဲ့အခါမှာတရားဟောရင်းနဲ့ဖြစ်နေတာနော်။ကိုရောကျွန်တော်က နှစ်ကပတော်ရင်းစွာဟောပြောနိုင်ပါမိကြောင်းမဆာပါလို့ဆုတောင်းကြပါတယ်။ဂရုတင်းတော်ရဲ့ဆုတောင်းချက်ကဘာလဲ။ရံပက်မှုတဲ့လူတွေဆုံးမပါလို့ဆုမတောင်းဘူးနော်။မှတ်တော်မူပါပဲတောင်းတာ။သူတို့ဓမ္မယဉ်ပန်းနေစက္ခဏာပါကြောင့်လဲတရားဟောလို့အနာဝရင်ငင်းစီလို့ဒါပေမဲ့နှုတ်ကတရားစကားကိုပြောနေချိန်မှာပြန်အနာဝရင်ချင်းရနောက်ကနေပါလာမှာဖျားရှင်ဓမ္မဘုံကြီးပါစေ။ကျွန်တော်နှုတ်ကတဝင်းကနေ ကျွန်တော်တို့အမှုတော်ဆောင်အတွက်စဉ်းစားစရာပဲနောက်ကတော့ဝင်ငါချင်းတဲ့သူကြားမှာချင်းချောင်းအနားဝါချင်းချောင်းနောက်ကကပ်ပါလာလားဒါစစ်ဖို့ပါနဆူရီနှစ်ထုတ်ချင်းနေဟောတမင်တကာတော့လိုက်လို့နေမှာမဟုတ်ပါဘူးအနားဝါညင်းမယ်ဆိုပြီးတော့စီဝေးကြီးခေါ်ဖို့ဖို့ပါဘူးကျွန်တော်ဆိုလိုချင်တာကနောက်ကတော့ဝင်ငါချင်းတဲ့သူနောက်ကနေပြီးတော့ဒီနောက်ကတော့ဒီဖျားခင်ထံကလာတဲ့စကားတော်စစ်စစ်ဖြစ်တယ်ဆိုတာကိုဖျားခင်က အောက်ပွေသောနမိတ်ခံနဲ့တသက်ထူနေတယ်လို့ဖော်ပြချင်တာဖြစ်ပါတယ်။ကြောက်ဒီနေ့နှုတ်ကတော်ဝိင္ဟနဲ့ကျွန်တော်ညီကောင်မောင်ပါရင်နှုတ်ကတော်ဝိင္ဟစမပင်အောက်ပွေမှုရာတွေတွေးရပြီလားဆိုတော့ဒီလိုစမ်းစစ်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်ယုံကြည်တာကတော့တမန်တရားတုတ်ဝတ်တော်စင်စစ်ကိုဝိင္ဟရင်ဖျားကဲအဲ့နှုတ်ကတော်တိတန့်စီဖို့အတွက်နောက်ကနေအမြဲတမ်းနမလက္ခဏာတွေအောက်အောက်ပွေသောမှုရာတွေအနာအောင်ငင်းခြင်းတွေနတ်ဆိုးတွေထွက်သွားခြင်းတွေ like တော့ကပ်ပါလာမှာဖြစ်ပါတယ်ဟာလေလုယာဒီရာကိုကျွန်တော်တတိချက်ပြီးသွားရအောင်သူတို့အဓိကစူတောင်းနာကနှစ်ခွက်တော်ကိုရဲရင်စွာဟောပြောနိုင်ပါမိကြအောင်နဗိလက္ခဏာပြုနေဖို့နဗိလက္ခဏာမြောင်မြောစွာဖြစ်စီပါလို့တောင်းတာမဟုတ်ဘူးနော်နဗိလက္ခဏာဖြစ်နေတဲ့ချိန်မှာနှစ်ခွက်တော်ကိုရဲရင်စွာဟောပြောနိုင်ပါမိကြအောင်မဆပါလို့စူတောင်းခြင်းပဲဖြစ်ပါတယ်တော့ဒီကျွန်တော်ရဲ့စူတောင်းခြင်းအောင်ပါတယ်လေ ဝမ်းနေစရာကောင်းတယ်ကျွန်တော်ရဲ့လိုပါတွေကျွန်တော်ရဲ့လွင်ဆန္ဒတွေတော့ပဲများနေတယ်မဟုတ်ဘူးလားဒီကဖြစ်တင်တာအမှုတော်မြတ်တွေနှစ်ကွက်တော်ရင်းရင်သွားနေဟောပြောဝင်ငှချင်းတွေကျွန်တော်စတောင်းရင်ပရောမများအချူကျစုကြီးပါမလဲဆိုတာအောင်ဆန်းစစ်ဖို့ပဲဖြစ်ပါတယ်ဒီဝေကသွားတဲ့နှစ်ကွက်တော်နဲ့ကျန်တော် right အရာပုံမှန်ဖျားခင်တည်းအသက်တံပြန်လဲကောင်းချီးပေးပါစီတော့သုတော်နိုင်ကြပါစို့ပြတော်ရှင်ဖပါဗျာဂနူးတင်းတော်ဟာချင်းချောက်ခံရပါတယ်ညင်စဲခံရပါတယ် သူတို့ရဲ့ချင်းချောက်ကြောင်မှတ်ပါလို့ကိုရောကိုဆုတောင်းတယ်။အားလုံးအငင်းစီဖို့အတွက်ကိုရောဟာလက်တော်ဆန့်နေတန်ရှင်သောသားတော်ရဲ့နာမတော်အဖြစ်နာမလက္ခဏာအောက်ပွဲမှုတွေဖြစ်စီတဲ့ချိန်မှာပြင်လင်းသူတို့ဒီနှစ်ခတ်တရားစကားကိုရင်းရစွာဟောပြောဖို့ပဲတောင်းဆိုကြပါတယ်။ကိုရောလည်းသူတို့ပေးပါတယ်။ကိုရောနာမတော်ဘုံကြီးပါစေတော့။ယနေ့သားတို့ရဲ့တက်တာလဲနှစ်ခတ်တော်ဝင်ငှားရဲ့နောက်ကနေပြီးတော့အောက်ပွဲမှုရာတွေကပ်ပြီးပါလာမှာဆိုတာသတိချက်ချင်းနဲ့ ယုံကြည်လက်ခံစရာအကြောင်းဖြစ်စေဖို့ဒီနှုတ်ကပတရားစကားပေါ်မှာအလင်းပေးခြင်းပဲ့ပြင်ခြင်းတွင်သင်ကျေးဇူးတော်ပြုပြီးတော့ပို့ဆောင်ကောင်းကြီးပေးပါမည်အကြောင်းသိခြင်းမှရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာဘရပြေကိုမြည်ပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြရပါဖခင်တခင်အာမင်ဒီနေ့ဣဘရတိယသောလောကီသားရဲ့ evil fool လို့ပြောတတ်တယ်ဒါပေမဲ့ကျွန်တော်ဝင်ငါရရာအယူတည်င်းစကားမဟုတ်ဘူးနော်ဒါကိုကျွန်တော်ဖော်ပြတယ်တကယ်နှုတ်ကတော်စင်စစ်ဖြစ်တယ်ဆိုတာကို ပြီးမှတ်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့် public မှာ share လို့ရှင်းပြရင်အမှုရမြန်မာဆက်လက်ပြီးပေါင်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်။ဒီ imperative နေ့ဖြစ်တဲ့အတိုင်းထပ်ပြီးတော့အမြဲမြန်ခိုင်ခန့်စွာနဲ့ပြောချင်တာမနေ့လည်းပြောခဲ့ပြီးပါပြီ။ဒီနေ့ Monte ဆက်နိုင်မှာမိဘများတမတမတရားရဆွေးစည်းစဉ်เนาะတရက်17ရက်20ရက်ကျွန်တော်ကျွန်တော်အစီအစဉ်လိုက်ပါချီလို့တည်ပြီးသားဖြစ်မှာပါ။ဒါပေမဲ့ကျွန်တော် reminder လုပ်တဲ့အနေနဲ့ပါရှိတယ်ဆိုတာကိုကျွန်တော်ပေါ်ပြလိုပါတယ်။နေ့လည်းဆက်နိုင်မှာပြန်လည်ပြီးတော့ ကျွန်တော် page မှာကြည့်ကြရအောင်လို့တိုက်တော်နှုတ်ဆိုလိုပါတယ်။ရောက်တဲ့မောဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်လောင်ပြီးလမ်းပြတော်ပူပါစေတော့။အာမင်။